အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကပ္ပအန်ရဲ့အကြီးဆုံးမှုအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်မိစေကမိုးရီကိုပေါမုတ်ပေါ်မှာပဲပေါက်လာတဲ့အနံဆိုးဆိုးလေးတွေလိုထင်းနေတာလားဒါမှမဟုတ်အနံသက်ပြင်းပြီးအလားအနည်းနဲ့ပဲပေါက်တဲ့တဘာဝတော်ထဲမှာပဲတွေ့ရတဲ့မိုးလာလေးတွေလိုထင်းနေတော့မဲလားအဲ့လိုမဟုတ်ပါဘူးတဘာဝမှာရှိတဲ့မိုးတချို့ကလူတယောက်ရဲ့အသက်ကိုပုံမှန်မဟုတ်တဲ့နည်းနဲ့ဖယ်ရှားပစ်နိုင်ပါတယ်အဲ့ဒီအန်ရဲ့ရှိတဲ့မိုးကတော့တန်လင်မိုးဒါမှမဟုတ်အာမနီဒက်ဖလိုက်စ်ပဲဖြစ်ပါတယ် ဒါကိုမစတင်ခင်ဒီလိုဗဟုသုတရတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါဦး။ Amanita Fair Life လို့ခေါ်ကြပေမဲ့ Dashcard လို့လည်းတင်စားခေါ်ဝေါ်ကြပါလေ။ Dashcard လို့ခေါ်တဲ့ဒီမိုလေးကအရင်ဆုံးကြည့်မယ်ဆိုရင်ထူးထူးခြားခြားမရှိပါဘူး။စိတ်ရင်းနဲ့အကြောင်းချုံးမွေးတဲ့ပေါ်ရန်ပုံမှန်စားလို့ရတဲ့မိုနဲ့တောင်တူနေပါသေးတယ်။ဒါပေမဲ့အထဲမှာကတော့အလွန်အနေများပါတယ်။နည်းနည်းတော့စားမင်းရင်တော့6နာရီအကြာမှာမိတ်ဆွေရဲ့အသေးနဲ့ကြောက်ကက်တွေပျက်စီးသွားနိုင်ပါတယ်။ ဒီကအကြောင်းရင်းကတော့အစိမ့်တင်ပစ္စည်းတွေဆဲတဲ့ကိုဝင်ရောက်ပြီး RNA polymerase ကိုဓာတ်မြစ်ပါတယ်။ဒါကခန္ဓာကိုယ်ရဲ့ရည်ကြီးဆုံးလုပ်ငန်းတွေကိုမရက်ခင်မှာဖြတ်သိမ်းသွားတာပဲဖြစ်ပါတယ်။ဒီမူရဲ့ NA အကြီးဆုံးအချက်ကတော့သူ့အစိမ့်ကိုမြင်ဖို့ခက်ခဲတာရဲ့အနံ့ကလည်းမရှိ၊ရပါကလည်းမတိတာတော့အလွန်အန္တရာယ်များပါတယ်။အထူးသဖြင့်စားပိပီချင်းသေးတာကတော့မဖြစ်ပါဘူး။ပထမဦးဆုံးလက္ခဏာတွေကတော့အစာမချေဖြစ်တာနဲ့ပိုင်းနာတာမျိုးတွေလောက်ပဲဖြစ်တာပါ။ဒါကြောင့်လူအများစုကသတိမထားမိကြပါဘူး။ တကယ်လို့ဘာမှမလုပ်ဖဲနေမယ်ဆိုရင်မိနစ်နဲ့တပြိုင်နက်အသည်းဟာတဖြည်းဖြည်းနဲ့လုံဆောင်နိုင်စမ်းနေကြဆင်းလာပါလိမ့်မယ်။တချို့အတွက် liver transplant မလုပ်ရင်အသက်ကယ်လို့မရနိုင်ပါဘူး။ဒါကြောင့်အကောင်းဆုံးကာကွယ်မှုကတော့အလုံးစုံချောင်းကျင်တာပဲဖြစ်ပါတယ်။ဒီတန်လင်မိုကတော့ဥရောပကနေစတင်ပေါရောက်လာတာဖြစ်ပြီးအခုချိန်မှာအမေရိက၊ဩစတြေးလျနဲ့နယူးဇီလန်တို့လိုနိုင်ငံတွေအထိပါပေါရောက်ပြန့်ပွားနေကြပါတယ်။တစ်ပင်အမြင့်တွေနဲ့လည်းပေါင်းသင်းနိုင်တာကြောင့်တဘာဝတော်ဟုတ်ထဲမှာမြန်မြန်ဆန်ဆန်ပြန့်ပွားနေတာပဲဖြစ်ပါတယ်။ တစ်ပင်တွေလိုအင်အားကြီးတဲ့အရာနဲ့ပေါင်းစပ်နေတဲ့မှုတစ်ခုကတဘာဝပင်ထက်တောင်အစွမ်းထက်နိုင်ပါသေးတယ်။ညီကုန်းကျုပ်အနေနဲ့ပြောရရင်တဘာဝကလှတယ်၊တဘာဝကတန်ရှင်းတယ်လို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့တဘာဝကတခါတရံမှာတိတ်ဆုံးမှုကိုတော့လက်ပသာဖုံးကွယ်နိုင်ပါလေ။ဒီတန်လင်းမှုဟာအလားတရားအောင်မှပုံနေတဲ့သက်ရှိလူသက်စိတ်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်တဘာဝမှုကိုသေချာမသိဘဲမစားသုံးကြဖို့သတိထားဖို့ပဲဖြစ်ပါတယ်။ဒါကမိတ်ဆွေရဲ့အသက်ကိုဆုံးရှုံးခြင်းမှကဲတင်နိုင်မဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒီနေ့ကတော့ဒီလောက်ပါပဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကို comment လေးရေးသားခဲ့လို့ရပါတယ်နောက်ထပ် video အသစ်အသစ်တင်အောင်မှမို့လို့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါဦး